ပေးသမျှအားလုံးပဲမင်္ဂလာပါ free to your health မှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဆရာသားချွေရေးသားထားတဲ့ကြည်လင်ကြီးရဲ့နေဆွဲများဆိုတဲ့စာအုပ်ကလေးကို playlist လေးခွဲပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်အဆာရေးသူရဲ့ရင်းနှင်းစကားလေးကို အရင်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်မြင်သက်တဲ့လူလောကထဲမှာအခက်အခဲတွေနဲ့ပြဿနာတွေကိုရှုပ်ထွေးပူလောင်ခြင်းတွေကြားကနေဖြေရှင်းနေကြရင်ဘဝရဲ့ရှင်သန်ခြင်းအတိတ်ပဲကိုရှာဖွေဖို့မိကြတယ် အေဂျင့်ကိုကြည်လင်ဖို့မေးကြတယ်။အပူတွေနဲ့မောလာမှဘဝကတန်ဖိုးမဲ့နေတာကိုသတိရပြီးတော့စိတ်တက်ပြီးကြားရတယ်။ဒီဆောင်လေးမှာတော့ဘဝရဲ့ရှင်တန်လူစိတ်ကိုဘယ်လိုရှာဖွေကြရမလဲ။အေဂျင့်နဲ့ဘဝကိုရဖို့စိတ်ကိုဘယ်လိုထားရမလဲ။ကိုယ်နေတွေမှာပြဿနာတွေထိခိုက်ကြေခွဲခြင်းတွေကင်းပြီးအကောင်းဘက်ကိုရောက်နိုင်ဖို့ good vibes တွေကိုဘယ်လိုချင်းခဲ့ရမလဲ။ဘဝခီးမှာရှောက်လန်းကြရင်ကဒဏ်ရာတွေရလာတဲ့အခါ မှန်ကန်တဲ့နီလန်နဲ့ဘယ်လို healing လုပ်မလဲစာရတွေကိုစာရေးသူကျွန်တော်ဘဝတွေကအတွေ့အကြုံတချို့နဲ့နိုင်ရှင်ပြီးကုညီဆွေးနွေးပေးထားပါတယ်စာကလေးရဲ့ရည်ရွယ်ချက်ကတော့ရှော့ထွေးချင်းများစွာဖြင့်ဘလောင်စုနေရဲ့နေရတယ်မှာကြည်လင်အေဂျန့်ကိုအကောင်းမြင်စေကိုမွေးမြူပြီးပျော်ရှင်တဲ့ဘဝလေးကိုပိုင်ဆိုင်ဖို့အတွက်ပဲဖြစ်ပါတယ်စာကလေးကိုဖတ်ပြီးစာဖတ်သူအနေဖြင့်ကြည်လင်အေဂျန့်ရဲ့စိတ်ကလေးရသွားခဲ့မယ်ဆိုရင်စာရေးသူကျွန်တော်အဖို့ဝမ်းသာပျော်ရှင်ရပြီးစာကလေးမှာလိုအပ်ချက်အားနည်းချက်များရှိကြောင်း စာဖတ်သူအနေဖြင့်ခန်းစားမိပါကစာရေးသူကျွန်တော်ဤအားနည်းချက်များသာဖြစ်ကြောင်းမေတ္တာဖြင့်နားလည်ပေးစီလိုပါတယ်ခင်ဗျာစာလေးကိုဖတ်ရှုပြီးတော့ဝေဖန်အကြံပြုလိုသည့်များကိုဒါထွေ creative writer ရဲ့ facebook page မှာဆက်သွင်းနိုင်ပါတယ်ခင်ဗျာ မြေပြုံးမှာစာဖတ်ပါစိတ်ခွန်အားဖြင့်ဖြည့်ထည့်ချင်းရှင်သန်ပါချစ်စွာဖြင့်ဒါထွေစာအုပ်ထဲမှာပါတဲ့ပထမအဆုံးထိုက်တယ်လေးကတော့အဖြစ်လိုခံစားရတဲ့စိတ်ဆိုတဲ့ကောင်းစင်လေးပဲဖြစ်ပါတယ်နားဆင်ပြကြပါဦးခင်ဗျာ အဖြစ်လို့ခံစားရတဲ့စိတ်တခါကတငယ်ချင်းတယောက်ကသူညဘက်တွေအိတ်မပြောချောင်းပြောဘူးတယ်ဘာလို့လဲဆိုတော့သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားနေရတာကြောင့်အိမ်မရစားမရတာအတော်ကြာပြီဖြစ်ပြီးအမြဲစိတ်ထဲမှာဝမ်းနည်းတယ်လို့လို့ခံစားနေရတာပါတဲ့ဘာကြောင့်လဲဆိုလမ်းဘေးကခွေးလေးတစ်ကောင်ကိုကားနဲ့တိုက်မိပြီးတနာစရာခွေးလေးကနေရာမှာရင် ပွဲချင်းပြီးတည်သွားခဲ့အဲ့ဒါကိုကြုံရပြီးနောက်ပိုင်းသူ စိတ်ထိခိုက်နေရတယ် ဘာလို့ရမလဲမသိဘူးလို့ပြောပြတယ်။ဒါကြောင့်သူ့ကိုအစွဲလမ်းကြောင်းဒုက္ခမရောက်စေဖို့ကိုမတက်နိုင်တော့တာကိုစိတ်လျှော့ပြီးကိုလုံနိုင်သေးတာကိုအကောင်းဆုံးလုပ်ဖို့နောက်ဆိုတည်တည်လေးကစာတည်ထားပြီးလို့ကိုပြောပြဖြစ်တယ်။ခွေးကလေးတွေကောင်းမှုလေးတွေလုပ်ပေးလိလိခွေးလေးတွေကိုအလှတွေပေးပြီးတော့ကိုမီရွယ်ပဲလှုပ်ခဲ့မိတဲ့အမားအတွက်ခွန်လွတ်ဖို့စိတ်ကနေတောင်းပန်လိုက်ဖို့အချံပေးဖြစ်တယ်။ကိုကိုကိုလည်းလွတ်မြောက်ဖို့အတွက်ခွင့်လွတ်စိတ်နဲ့နေထိုင်ပြီး ဒီຢာကနေသင်ခန်းစာယူတာပိုကောင်းတဲ့သူဖြစ်လာပါလို့ပြောပြတော့သူစူးစမ်းကြည့်ပါမယ်တဲ့သူ့ရဲ့အဖြစ်လို့ခံစားရတဲ့စိတ်အကြောင်းကိုသိရတော့တခါကကျွန်တော်ရဲ့အဖြစ်ကိုလည်းပြန်တရေရမိတယ်ကျွန်တော်ចောင်းသားဘဝကပါမနေ့ကဆိုအမြဲမနှက်စာစားနေကြဆိုင်လေးရှိတယ်ဆန်ရှင် energy နဲ့လည်းရင်းနှီးနေရောတခါလေပတ်စံမလောက်ရင်အကျွေးထားခဲ့လို့ရတယ်တနေ့တော့ energy ကရုတ်တရက်ဆိုင်မှာဖွင့်တော့ဘာကြောင့်လဲတော့မသိပါဖြစ်ချင်တော့ကျွန်တော်က energy ကိုပေးစရာအကျွေးက၄900ကျက်ရှိတယ် ဘယ်ကနေပြန်ဆက်ရမလဲဆိုတော့ကိုလိုက်ရှာလည်းမတွေ့ဘူးကြောင်းပြီးသွားတဲ့အထိလဲ energy ကိုထပ်မတွေ့ခဲ့ရပါဘူးကြောင်းဘက်ရောက်တိုင်းလဲခဏခဏရှာကြည့်မိဒါပေမဲ့လည်းဘယ်တော့မှထပ်မတွေ့တော့အဲ့ဒီအချိန်ကစပြီးတော့စိတ်ထဲမှာငါအကျွေးဆက်ရအောင်မယ်ဆိုတဲ့စိတ်ကအမြဲရှိနေတော့တာပဲတဏှာကျွေးပါတော့မလားမသိဘူးဆိုတဲ့စိတ်နဲ့လည်းဝမ်းနေရတယ်တနေ့တော့တရားဝဲတစ်ခုမှာတရားဟောဆရာတော်ကပေးသက်ရရဲ့စိတ်ထဲကအခက်အခဲအပူလောင်တွေကိုဆွေးနွေးဝင်ပေးတယ်ပေါ့ ဒါနဲ့ကျွန်တော်ကလည်းကြုံကြိုက်တော့အဲ့ဒီအကြောင်းကိုရှောက်တင်လိုက်တယ်။ဒီတော့ဆရာတော်ကအဲ့လိုမျိုးအပြစ်လိုခံစားရတဲ့စိတ်နဲ့နောင်တမရနေပဲသူ့ကိုပေးရမယ့်အကျွေးကိုအကျိုးရှိမဲ့တနေရာမှာသူ့အတွက်ရည်စူးပြီးလှူပေးလိုက်ဖို့ပြောပြတယ်။ကိုကရွေချက်ရှိရှိရှောင်းနေရမဟုတ်တဲ့အတွက်အဖြစ်မကြည့်ပါဘူးတဲ့။ကိုစိတ်ကိုကိုအတွင်းနဲ့ဆွဲမချဖို့လည်းပြောပါသေးတယ်။အဲ့ဒါနဲ့ကျွန်တော်လည်းရေပေးတဲ့အလှူတစ်ခုမှာ energy ရဲ့နာမည်နဲ့ငွေသောင်းကိုလှူပေးလိုက်တယ်။ ဆက်ရမယ့်အကျွေးကိုအတူနဲ့ပြန်ဆက်လိုက်ပါတယ်။ဒီလူရဲ့ကောင်းမှု ကုသိုလ်တွေ NGD ရပါစေလို့ဆုတောင်းခဲ့ပါတယ်။အဲဒီကစပြီးကျွန်တော်ရဲ့မတင်မကျဖြစ်နေတဲ့စိတ်ကနေသားထိုင်သာရှိသွားခဲ့ရပါတယ်။ဖြစ်ဘူးမလားတော့မသိဘူးပေါ့နော်။ကိုကလူတရားကိုသဘောကျမိလို့တွဲဖို့ဆုံးဖြတ်လိုက်တယ်။တကယ်တမ်းချစ်သူတွေဖြစ်လာတော့မှကိုကတကယ်ချစ်တာမဟုတ်ဘူး။အထီးကျန်နေလို့ကောက်တွဲမိတာ။စိတ်ကအကြပိုင်းအကြပိုင်းရောက်နေလို့ခဏ attach ဖြစ်သွားအောင်လုပ်ပဲ။ တကယ်မချစ်တော့ကိုကလည်းမပြောသလိုသူ့ကိုလည်းအားနာလာတယ်။အဲ့တော့ကိုကိုကအပြစ်ရှိတယ်လို့ခံစားလာရတာပေါ့။လမ်းခွဲစကားပြောဖို့ကြတော့လည်းအားနာနေရတာနဲ့မပြောထွက်ဘူးပေါ့။ဒါကြောင့်မယ်တကူကိုတကူထိခိုက်စရာတွေလုပ်မိကြတယ်။ကိုရဲ့မပြတ်သားတဲ့စိတ်တွေကြောင့်ပဲတစ်ဖက်လူကနာကျင်သွားရတယ်လို့ကိုရင်ကလည်းဒီ relationship မှာအပြစ်ရှိတယ်လို့ခံစားရတယ်။အဲ့ဒီစိတ်ကြောင့်ပဲနောက်ထပ်ချစ်သူထပ်မထားတော့ပဲအချစ်နဲ့ဝေဝေမှာနေထိုင်ခဲ့တဲ့သူတွေ သူများကိုဒုက္ခပေးမိမှကြောက်တဲ့စိတ်နဲ့အခြေရတဲ့သူအများကြီးရှိတယ်ပေါ့ကျွန်တော်ကိုယ်တိုင်လည်းဖြစ်ဖို့တို့အပေါင်းအသင်းတွေမှာလည်းရှိတယ်အဲ့လိုဖြစ်မျိုးကကိုကအသေးခွဲထားစအချိန်မျိုးမှာပိုဖြစ်တယ်လေကိုကမှုဖို့လုပ်နေချိန်မှာအထီးကျန်နေရာကြောင့်ဆွန်တွေ့ရတဲ့သူကို fine girlfriend material လို့ထင်မိသွားတဲ့ကြတယ်ဒါကြောင့်အလွယ်တကူတွဲမိသွားပြီးတော့ကိုအသည့်စိတ်ပြန်ခတ်ချိန်မှာတော့အမှန်မှန်သိရတာဖြစ်ပါတယ်ဒါကြောင့် move on နေရတဲ့ချိန်မှာအသိမရှာဘဲနဲ့ကိုကိုကိုသာအရင်ပြန်ရှာရမှာပေါ့ တကယ်လို့ relationship တစ်ခုမှာကိုကအပြစ်ရှိတယ်လို့ခံစားရတဲ့အခါတိတိကျကျတောင်းပန်လိုက်ပါ ပြောပြပါ ghost မလုပ်ပါနဲ့ရုပ်ရည်ကြီးမခေါ်နိုင်မပြောနိုင်မလုပ်ပြပါနဲ့ဒါရင်ကျင်းမှုမရှိရပါကိုစိတ်ထဲမှာမကြည်လင်တဲ့အခါဘယ်လိုဘယ် relationship ကိုမှကောင်းကောင်းတည်ဆောက်လို့ရနိုင်မှာမဟုတ်ပါဒီကားကလေးမှာကိုမီရွယ်ပဲနဲ့မှားမိတာတွေကိုတမင်လောက်တာမဟုတ်ပဲနဲ့တစ်ဖက်လိုနာကျင်သွားရတာတွေရှိတတ်ပါတယ်လူဆိုတာအမားနဲ့မကင်းနိုင်တဲ့အတွက်ကိုကအမားလုပ်ပြီးသွားတဲ့အခါကြာရင်လည်း နီးမှန်လမ်းမှန်နဲ့ဟန်တယ်လုပ်ရပါမယ်။ကိုကိုကိုလည်းအပြစ်ရှိနေတယ်လို့ခံစားချက်နဲ့အကြာကြီးပိတ်လောင်မနေပဲရုံထွက်တတ်ဖို့ကြိုးစားရပါမယ်။ငါမားသွားရဲဆိုတဲ့နောင်နာတွေထက်ငါအမားတွေကိုရတဲ့နီးနဲ့ပြန်ပြင်ဆင်မယ်ဆိုတဲ့စိတ်နဲ့ထားရမှာပါ။အဲ့ဒီတည်းပင်မရရင်တော့ဒါကကိုပြန်ဆက်ရမယ်ရပါဘူး။အပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်ကိုအခွင့်အရေးရှိမယ်ဆိုရင်ရိုးသားစွာဝန်ခံခြင်းဖြင့်ကုသလုပ်လည်းရပါတယ်။တခါကအေအေနဲ့ဘီဆိုပြီးတော့တကယ်ချင်းနှစ်ယောက်ရှိတယ်။ သူတို့မူလာတန်းရွယ်မှာ A က B ရဲ့အကြိုက်ဆုံးရောင်စွန်ခဲတံဘူးကိုခိုးယူမိတယ်။ခဲတံဘူးပျောက်သွားတဲ့ B ကဝဲနေလို့ငိုကြွေးတာမြင်တာတော့ A ကပြန်ပေးချင်ခဲ့ပေမဲ့ရှက်တာရော သူ့ကိုမခင်တော့မှာရောစိုးရင်တောင်ကြောင့်ထူမပြောမိဘူး။ဒီလိုနဲ့ရွယ်ရောက်တဲ့အထိခင်မင်ခဲ့ကြပြီးတော့သားသမီးတွေရလာခဲ့ကြတယ်။ A ဖြစ်သူကသူ့သားတွေဟာတငယ်ချင်း B ရဲ့သားတွေနဲ့သူတို့ငယ်တုန်းကလိုပဲခင်မင်နေရတာကိုတွေ့ရတော့သူမူလာတန်းကလောက်ခဲ့တဲ့အမားကိုမှတ်မိလာပြီ။ နောင်နာရစိတ်နဲ့လိပ်ပြမလို့ဖြစ်နေဒီနေ့မှာတော့တငယ်ချင်းဘီကိုအမှန်တမ်းဖွင့်ပြောပြပြီးတောင်းပန်လိုက်တယ်ထိုကဘီကမင်းသာလို့ချင်းခဲတဲ့ဘုံကအလကားပြီးခဲ့ပြီမလို့ပြောပြီးခွင့်လွှတ်ပေးလိုက်တယ်ဒီရောမှာအမြဲတမ်းအပြစ်တစ်ခုလို့ခံစားနေရတဲ့စိတ်ကအဲ့ကနေပြီးတော့အေးကနေအေးကလွတ်မြောက်ခဲ့ရတယ်အပြစ်လို့ခံစားရတဲ့စိတ်ဆိုတာလူကောင်းတွေတူပီသားတဲ့သူတွေမှာပဲရှိတဲ့အရာပါ လူတယောက်ကအမားကိုတီးဖို့ရှက်တက်ဖို့ကိုချင်းစာတက်ဖို့ နောင်ရရနောင်ရရဖို့ဆိုရဲလူစိတ်တွေဟာအဲ့ဒီအရာကိုလက်ခံနိုင်တဲ့အုံနောက်နဲ့နှလုံးသားရှိမှလားသိနိုင်မယ့်အရာတွေပါကိုကကိုအမားကိုသိရလူတော်လူကောင်းပါဒါကြောင့်ကိုရဲ့စိတ်ကိုအတွေးဆိုးတွေနဲ့မဆွဲချပဲနဲ့ဒုက္ခရောက်စေဖို့ရွယ်ခဲ့တာမဟုတ်တဲ့အတွက်ကိုကိုကိုခွင့်လွတ်ပြီးတော့နောက်နောက်အခုလိုအရာမျိုးထပ်မဖြစ်ဖို့သင်ခဲ့တာယူပါဒီဘက်ကဘာမှလိပ်ပြာတောင်ပန်ခတ်တဲ့အချိန်ဟာအခြားဘက်မှာတိုင်ဖုန်းမုန်တန်းတစ်ခုဖြစ်သွားရလောက်တဲ့အထိ အားဖြင့်နဲ့ butterfly effect ဆိုတာရှိတတ်တာမို့ဘယ်ရာကိုမှတတိလက်လောက်လို့မရပါဘူးကိုယ့်ရဲ့တတိမမှုပဲပြုလုပ်ခဲ့မိတဲ့အရာပြောလိုက်မိတဲ့စကားတွေဟာတစ်ဖက်မှာများစွာထိခိုက်မိသွားစေတတ်တာမို့ဘယ်ရာဖြစ်ဖြစ်တတိလေးနဲ့သာလှုပ်ဆောင်ပါလူတွေကကိုနာကျင်စေမိရင်လည်းတောင်းပန်ပြီးတော့ဘယ်သူနဲ့ပဲစုံစုံငါနှုတ်အားဖြင့်ဆောင်းပါပြီးလက်အားဖြင့်ကုညီမဲဟုတန်ထိုင်တန်ချလိုက်ပါကိုယ်နဲ့နှိမ့်ချနေတဲ့သူတွေကိုဖေးမှကုညီတဲ့အခါကိုတံပိုးကလည်းမြင့်လာမှာပါ ဒါဆိုစိတ်တက်ကြတာတွေလိပ်ပြတ်မလုံတာတွေတက်တာသွားမှာပါမကောင်းမှုလို့စိတ်ထဲခံစားနေရတဲ့အရာကိုကုစားဖို့အကောင်းဆုံးကကောင်းမှုတွေများများလုပ်ရပါပဲကိုယ်လက်နဲ့လူတွေကိုကူညီမယ်တိရစ္ဆာန်တွေကိုကျွေးမင်းမယ်ရေစာသူရေတိုက်ပြီးတော့အရေးလူသူကိုအရေးပေးမယ်စိတ်ရှိသီးခံပြီးတော့ကိုယ့်ဘဝရဲ့ရှင်သန်ခွင့်ရချင်တိုင်းကိုကောင်းသောအမှုတွေပြုရင်းနဲ့ရှင်သန်ပါကိုပြုတဲ့ကောင်းမှုတွေကိုလည်းကိုရစေခြင်းသူတွေကိုရောက်ဖို့ဆုတောင်းမြတ်တာပို့ပါ အဖြစ်လို့ခံစားရတဲ့စိတ်အတွက်ကောင်းတာတွေများများလှုပ်ပေးပြီးတော့ပေးဆက်တာကကိုလုံးနိုင်တဲ့တစ်ခုတည်းသောအရာပါစိတ်ကိုကြည်လင်အောင်ထားပြီးတော့မေ့တင်တာတွေကိုမေ့လိုက်ပါအတိတ်ကမှတ်ဉာဏ်စိုးတွေဝင်လာတိုင်းကောင်းမှုတစ်ခုပြုခြင်းအပြင်အစားထိုးလိုက်ပါပုရုဇဉ်လူသားတို့အတွက်ကအမှားတွေအများကြီးရှိနိုင်ပါတယ်ဆိုတော့အဲ့ဒါကိုလည်းနားလည်သင့်ပါတယ်ကိုကိုရန်ခွင့်လွှတ်ပြီးတော့အရင်ကထက်နှစ်ဆပိုကောင်းတဲ့သူဖြစ်ဖို့ကြိုးစားနေထိုင်လိုက်ပါပြည့်လို့ခံစားရတဲ့စိတ်ကြောင့်ကောင်းမှုတွေပြုတာဟာ မတော်တဆပြုမိရဲ့လောက်ရတစ်ခုရဲ့နောင်တတွေကင်းဖို့အတွက်ပဲဖြစ်ပါတယ်။ရည်ရွယ်ချက်ရှိရှိလောက်ခဲ့တဲ့အရာတွေအတွက်ကတော့ကုသိုလ်ကတက်တက်ငရေကတက်တက်ပါ။နေဆိုင်ညခံဘဝတွေလို့ပေါ့။ရက်ွက်တွေကမူးယစ်စီရောင်းလို့ရတဲ့ပတ်စံနဲ့လူပြန်ပေးတယ်လို့ပဲ။ဘာထူးအောင်ပါလဲ။